အဲအများခေါ်တော့အယောင်ပြက်လေးပေါ့ကျွန်တော်တို့အမြင်မှာတော့အယောင်လေးကလှပါတယ်။စီးလုံးမှာဘာတွေတူလဲဘာတွေမတူလဲဆိုရင်ဒီနှစီးလုံးက engine power 20ဖြစ်တာတူမယ်။အဲနှစီးလုံးကိုကျွန်တော်1480ဟီနိုင်းနဲ့ရောင်းချပေးမှာဖြစ်တယ်။အားလုံးပဲမင်္ဂလာပါ။ဒီတစ်ပတ်မှာကျွန်တော်စီမှာဈေးလဲတန်မယ် branding လဲဖြစ်မယ်။အဲကားလေးနှစီးနဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အဲကားနှစီးကတော့ကျွန်တော် Honda Tucson 2018 model နဲ့ GAC GS7 2018 model ဖြစ်ပါတယ်။ အဓိက300,000အောက်မှာရမှာဖြစ်ပါတယ်အဲအများခေါ်တော့အယောင်ပြက်လေးပေါ့ကျွန်တော်တို့အမြင်မှာတော့အယောင်လေးရလှပါတယ်အဲအယောင်အဖြူအောင်ဆိုရင်လည်းဒီဈေးနဲ့ရဖို့မလွယ်ပါဘူးအဲဒီကားလေးနှစ်စီးကိုကျွန်တော်ဒီနေ့အဲဘလိုတွေမတူဘူးလဲဘလိုတွေတူလဲဆိုအောင်ပြသပေးမှာဖြစ်ပါတယ်ဒီနှစ်စီးလုံးမှာဘာတွေတူလဲဘာတွေမတူဘူးလဲဆိုရင်ဒီနှစ်စီးလုံးက engine power 20ဖြစ်တာတူမယ်အဲခုံသုံးတန်းမဟုတ်ဘူး ဟုတ်နှစ်တန်းနေပေါ့เนาะအဲဒီ Honda Tucson ကတော့ diesel engine နဲ့လာပြီးတော့ကျွန်တော် GAC GS7 ကတော့ DSC engine နဲ့ဖြစ်မယ်အဲတူလာကတော့ engine power 20တွေတူမယ်ပေါ့เนาะပထမဆုံးကျွန်တော်အဲ Honda Tucson လေးမှာအဲဘာတွေပါလဲဘာတွေမပါဘူးလဲဆိုတာနည်းနည်းလေးပြပေးပါဖြစ်ပါတယ် Honda Tucson မှာဘာတွေပါလဲဆိုရင်ပထမဆုံးသူက smoky နဲ့ no poster ဖြစ်သွားပါမယ် ဲပြီးရင်ကျွန်တော်တို့ digital aircon ဖြစ်သွားပါပြီပြီးရင်သူ့ရဲ့ဒီ TV ကတော့ original CD ပေါ့နော်ဒါလေးကို Android TV ချိန်လို့ရပါတယ်ချိန်မယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကနေချိန်ပြီးလိုက်ပါမယ်ပြီးရင် gear မှာဆိုရင်လည်းကျွန်တော်တို့က auto manual နှစ်မျိုးချိန်ပြီးမောင်းလို့ရမှာဖြစ်ပါတယ်ပြန်ကျွန်တော်တို့ဒီမှာ drive မှုလည်း chain မောင်းလို့ရမယ်4 wheel drive ဆိုရင်လည်းဒီမှာ4 wheel မောင်းမယ်ဆိုရင်4 wheel lock လေးကိုနှိပ်လိုက်တာနဲ့4 wheel ပါတဲ့ပါပါတာဖြစ်သွားပါတယ် ်ပြင် CRI ဒီမှာ volume နှစ်ဖက်ပါသွားမယ် cruise control တွေပါသွားပါမယ်အဲသူ့ရဲ့ဒီအတွင်းကထိုင်ကုန်အားလုံးကိုကျွန်တော်လေသာနဲ့အသုံးပြုပေးထားတယ် driver seat motor ပါမယ်ဒီဘက်မှာ passenger seat motor ပါမယ်အားလုံးပေါင်းထိုင်ကုန် motor နှလုံးဖြစ်သွားပါမယ်အဲ့ပြီးရင်ဒီကောင်ရဲ့အာသာချက်ကတော့ဗော diesel 20ကို7 speed နဲ့ဖြစ်တဲ့အတွက်အဲစီစားတက်တာတော့ကျွန်တော်ဓာတ်စီတွေထဲကိုတာပါမယ်စီစားတော့ကတော်တော်တက်တာရဲ့ထဲမှာပါပါတယ် တက်ဆန်ရဲ့ကျွန်တော်နောက်ခန်းဆိုရင်လည်းအဲတော်တော်ကျယ်ထဲမှာပါမယ်ခေါင်းအိတ်ဆိုရင်2အိတ်လောက်ထိဆက်မယ်လက်ဂိတ်ဆိုရင်3လုံးလောက်ထိဆက်နေထဲမှာပါတယ်အဲနောက်ခန်းတော်တော်ကျယ်တယ်ပေါ့နော်အဲပြီးရင်သူကတက်ဆန်မှာတော့နောက်ဖုံးမော်တာပါမယ်အခု GAC GS7 မှာလည်းကျွန်တော်ဘာတွေပါလဲဆက်ကြည့်ကြမယ်ကျွန်တော် GAC GS7 မှာဆိုရင်လည်းကျွန်တော်တို့ဒီအတွင်းကမှာဆိုရင်သူလည်းဒီကျွန်တော် smacky နဲ့ဖြစ်သွားပြီ smacky post up ပဲအဲသူရဲ့အလုံးအား digital aircon original tv original tv ပေါ်မှာကျွန်တော်တို့360ပူပါသွားပြီပြီးရင်ကျွန်တော်တို့ဒီမှာ drive phone က၄မျိုးဖြစ်သွားမယ် drive phone ၄မျိုးချိန်ပြီးမောင်းလို့ရမယ် electric auto electric brake ပေါ့နော် electric brake ဖြစ်မယ်ပြီးရင်ကျွန်တော်ထိုင်ကုန်အပူ a driver အတွက်ကော passenger အတွက်ကောအပူရောအေးရောနှစ်မျိုးလုံးသုံးလို့ရမယ်ထိုင်ကုန်အားလုံးကကျွန်တော်တို့လေသာဖြစ်သွားမယ်အဲ passenger ထိုင်ကုန်မှာလည်းကျွန်တော်တို့ဒီ motor ပါမယ်အဲ့လိုပဲ ဒီဘက်မှာကျွန်တော်တို့ driver မှာလည်း motor ပါမယ် C motor ပါတဲ့အပြင်မှာသူက C memory ပူပါသွားပြီ Jackson နဲ့ရှင် C memory ပူပါသွားမယ် C memory ရော memory 3မျိုးမှတ်လို့ရမယ်1 2 3အဲပြီးရင်ကျွန်တော်တို့ CRI volume နှစ်ဖက်ပါမယ် CRI volume မှာလည်းကျွန်တော်တို့ cruise control တွေပါမယ်ပြီးရင် auto manual change လို့ရမယ် pressure လည်းပူပါသွားမယ်ဒါလည်း2 0 DC engine ပေါ့နော်ဒီ GAC GS7 ျွန်တော် GAC GS7 ရဲ့နောက်ခံကလည်းတော်တော်ကျယ်အဲထဲမှာပါတယ်ကျွန်တော် luggage ဆိုရင်3လုံး carry ဆိုရင်38လောက်တောင်ဆန်းလို့အဲကောင်းကောင်းထည့်လို့ရပါတယ်အတွင်းကနောက်ခံရအဲနောက်ခံဟိုရစပီကတော်တော်ကျယ်အဲထဲမှာပါပါတယ်ကျွန်တော်တို့အဲဒီကောင်ကတော့နောက်ဖုံးမော်တာတော့မပါဘူးပေါ့နော်ဒါပေမဲ့ပြန်ထည့်မယ်ဆိုရင်လည်းထည့်လို့ရပါတယ် GS7 အောင်ဒီနှစီလုံးကကျွန်တော်အောက်ပိုင်းမြင့်မြင့် SUV တိုက်ဖြစ်တဲ့အတွက်ကျွန်တော်မျိုးရင်းမှာပဲသုံးတော့ကျွန်တော် highway ပဲထွက်ထွက်နှစ်စီးလုံးကအဆင်ပြေတဲ့ကားနှစ်စီးဖြစ်တယ်အဲကျွန်တော်တို့ ဈေးနှုန်းရဆိုရင်လည်းကျွန်တော်3500အောက်မှာရောင်းမှာဖြစ်တယ်။တစ်စီးအဲနှစ်စီးလုံးကျွန်တော်1480ဟီနိုင်းနဲ့ရောင်းချပေးမှာဖြစ်တယ်။အဲဘန်ဂျိတ်လည်းရမယ်ကျွန်တော် micro finance ဂျိတ်ငွေချန်စနစ်တွေနဲ့လည်းဝယ်ယူလို့ရမှာဖြစ်ပါတယ်။အလဲထက်လုံးမယ်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့ကျွန်တော်တို့စီရောလာရောက်ပြသပြီးတော့အလဲထက်လုံးယူလို့ရမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် great friendship ကမြတ်သေးပါ။